မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းကမာရုံမြို့နယ်မှာစစ်တပ်ကလူမိုက်တခိုးနဲ့ထောင်ထွက်များကိုပြူစောထိများအဖြစ်နဲ့အသွင်ပြောင်းမွေးမြူပြီးတဲ့နောက်ကမာရုံမြို့နယ်တဝမ်းမှာခိုးမှုဖောက်ထွင်းမှုနဲ့လူရမှုများအပါအဝင်ရာဇဝတ်မှုများအလွန်များပြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကမာရုံမြို့နယ်မှာကမာရုံရဲစခန်းကရဲတပ်ဖွဲ့ဝင်စုံမင်းပိုင်ကဦးဆောင်ပြီးတော့လူငယ်များကိုဖမ်းဆီးစစ်ဆေးချင်းချောင်းငွေညှိမှု များလှုပ်ဆောင်နေသလိုစစ်တပ်ကသတင်းပေးနဲ့ပူစော်ထီးများအဖြစ်နဲ့မွေးမြူထားတဲ့တခိုးလူမိုင်းနဲ့ထောင်ခွက်များဟာလည်းအောက်စုဖွဲ့ပြီးတော့ရာဇဝတ်မှုများကိုကျူးလွန်နေတယ်လို့သိရပါဗါးအထူးသဖြင့်ကမာယုမြို့နယ်တမြို့နယ်လုံးမှာခိုးမှုနဲ့ဖောက်ထွင်းမှုများဇက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါဗါးစက်တမလ3ရက်နေ့နဲ့စက်တမလ4ရက်နေ့တွေမှာကမာယုမြို့နယ်ဇောတိကလမ်းထဲမှာကားများကိုတော့ဖြတ်ပြီးတော့ပစ္စည်းခိုးခံရပြီးအောက်စုဖွဲ့ပြီးတော့ခိုးမှုများကိုကျူးလွန်နေတယ်လို့သိရပါဗါးရဲစခန်းကိုတိုင်ကြားခဲ့တော့လဲအကြောင်းမထူးပဲနဲ့ခိုးမှုများဇက်လက်ဖြစ်ပွားနေတယ်လို့သိရပါဗါးအ ခုရပိုင်းမှာညအချိန်တွေကမာရွတ်၄ရက်ကွက်ထဲမှာတခိုးတွေအရန်ကိုတောင်းကျမ်းနေပါတယ်စက်တင်ဘာလ၃ရက်နဲ့၄ရက်နေ့ညပိုင်းနေမှာ ကားတွေကိုတော့ဖြတ်ပြီးတော့ပျက်စီးခိုးတာတွေဇက်တိုက်ဖြစ်ခဲ့ပါတယ်ပုံမှန်ဆိုရင်တခိုးတွေဟာရက်ွက်တစ်ခုထဲမှာခုံးမှုကျူးလွန်ပြီးနောက်တနေ့မှာပြန်လာလိမ့်မရှိပါဘူးဒါကတဘာဝပါပဲရက်ွက်ထဲကလူတွေကသတိရှိသွားတော့အဖမ်းခံရနိုင်ချေပုံများတာမို့လို့ပါဒါပေမဲ့လေးရက်ွက်မှာတောင်းကျနေတဲ့တခိုးတွေကတော့ညာတိုင်းတူညီတဲ့ area မှာပဲလှုပ်ရှားနေတာပါအတိတ်ပဲကတော့သူတို့အတွက်ဒီနယ်မြေဟာမီးတည်တဲ့အေးစေးပဲဘာကုန်မှ view site ဆရာမလိုဘူးလို့တထစ်ချယုံကြည်ထားတာကြောင့်ဖြစ်ပါလိမ့်မယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်အလားတူပဲကမာယုံမြို့နယ်ပြည်ရိတ်မွန်အေး ရာမှာလဲတိုက်ခမ်းများဖောက်ထွင်းခံရခြင်းရေမော်တာစပိန်နဲ့အိမ်များဖောက်ထွင်းခံရခြင်းကမာရုတ်ခုံးကျော်တရားပေါ်မှာလဲညချိန်ဖုံးလူခံရခြင်းအိတ်အလုခံရခြင်းများစက်တိုက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗါတယ်ကမာရုတ်ရဲစခန်းနဲ့အနီးဆုံး ပြည်ရင်မအိမ်ရမှာဆိုရင်ရေမော်တာတွေဖြုတ်ခိုးခံရတယ်စပိန်တွေလည်းပြောက်တယ်ကမာရုပ်ဂုံးကြော်တရားပေါ်မှာဆိုရင်တရားအစင်းမှာရဲစခန်းရှိတယ်အဲ့ဒီဂုံးကြော်တရားပေါ်မှာပဲညာဘိုင်းဖုန်းအလူခံရတယ်အိတ်တွေအလူခံရတယ်လူငယ်တွေဆိုရင်လည်းအရိုက်ခံရပြီးတော့ပတ်ဆိုင်အလူခံရတယ်အဲ့လိုတွေဖြစ်နေတာဘာကြောင့်လဲလို့မေးရင်ထောင်ထွက်တခိုးနဲ့လူမိုက်တွေကိုပြည်သူစစ်လို့ခေါ်တဲ့ပြူစောထီးတွေပြန်ခတ်ထားလို့အဲ့လိုတွေလက်ရဲဆက်ရဲဖြစ်နေတာအဲ့ဒီတရားပေါ်မှာရိုက်အလူခံရလို့ အရင်လကဆိုရင်ကျွန်တော်တို့စေယုံပို့ပေးရတာတွေလူနာ9ဦး10ဦးရှိတယ်လို့ကမာရွတ်မြွတ်နယ်အခြေစားလူမှုကွန်ရက်ရဲ့အသင်းကပရိုက်တာအဖွဲ့ဝင်တူကရှင်းပြထားပါတယ်။ဒါ့အပြင်စစ်တပ်ကလည်းလူမိုက်ထောင်ထွက်တဲ့သခိုးများကိုကမာရွတ်မြွတ်နယ်ရက်ကွက်များအတွင်နိုင်ငံရေးလှုပ်ရှားသူများရဲ့တရင် PDF ရဲဘော်များရဲ့တရင်များကိုရရှိပါကချက်ချင်းအကြောင်းကြရန်ခေါ်ယူအသိပေးထားပြီးတော့ အခုလိုမျိုးတရင်ပြရအတွက်၎င်းတို့ကျူးလွန်ထားတဲ့ရာဇဝတ်မှုများကိုမျက်ွယ်ပြုတ်ပေးထားတယ်လို့သိရပါဗါတယ်အခုစစ်တပ်တရင်ပြလူမိုက်တွေတခိုးတွေနဲ့ထောင်ထွက်တွေကချဲရောက်မူးရစေရောင်းလို့ရတယ်ရိုက်မှုခိုးမှုလူရမှုလောက်ကတော့စစ်တပ်ကအေးမလုပ်ဘူးရဲတွေကလည်းမဖမ်းဘူးအဲ့ဒီပြူစောထီးတွေကပဲသူတို့မကျေနပ်တဲ့လူတွေဆိုရင် PDF ဆိုပြီးတော့ရဲစခန်းကိုညှောက်စစ်တပ်ကိုညှောက်ပြီးတော့အများပြည်သူတွေကိုလည်းဒုက္ခပေးနေကြတယ်ရက်ွက်ထဲမှာတခိုးထောင်ထွက်လူမိုက်ပြူစောထီးတွေ အဓိကကြောက်နေရတယ်လို့ကမာရုံမြို့နယ်လဲတန်းဈေးအနီးမှာနေထိုင်တဲ့ပြည်သူတို့ကပြောဆိုထားပါတယ်စစ်ကောင်စီတပ်နဲ့ရဲစခန်းကမွေးမြူထားတဲ့ပြူစောထိခေါ်ရာဇဝတ်မှုကျူးလွန်တဲ့နောက်ခံတမိုင်းကြောင်ရှိသူများဟာလက်ရှိမှာလိုင်စင်မဲ့ဆိုင်ကယ်များကိုတရားဝင်စီးခွင့်ရရှိထားပြီးတော့တပ်နဲ့လက်ထိတ်များကိုလည်းကန်ဆောင်ခွင့်ရရှိထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုဒီကနေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကလေရင်နဲ့ဗုံးများထပ်မံကျဲချခဲ့တဲ့အတွက်ပြည်သူများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တင်ဘာလ9ရက်နေ့မနက်10:28မိနစ်အချိန်မှာစစ်ကောင်စီကလာရှိုးမြို့ရက်ကွက်တဲ့အတွင်းကိုလေရင်နဲ့ဗုံးနှလုံးကျဲချခဲ့တယ်လို့သိရပါတယ်။လေရင်နဲ့ဗုံးကျဲချမှုကြောင့်လက်တလောပြည်သူများထိခိုက်မှုရှိပြီးတော့အသေးစိတ်ကိုတော့မသိရသေးကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။ရက်ကွက်တဲ့ဘျူဟာလန်းနဲ့တိုင်းယုံပဲလို့ပြောတယ်။ပြည်သူတွေထိခိုက်မှုရှိတယ် အကုန်လုံးထွက်ပြေးနေရတယ်အဆောက်အုံတွေပြိုကုန်တယ်ကားတွေလည်းထိကုန်တယ်လေရင်ကဝဲနေတုံးပဲဘုံနှလုံးကျဲပြီးသွားတာတောင်မှထပ်ပြီးတော့ဝဲနေတယ်လို့လာရှုဒေတာကံပြည်သူတို့ကပြောပြထားပါတယ်ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲမှုဟာတတိယအကြိမ်ဘုံကျဲမှုဖြစ်ပြီးတော့ပထမအကြိမ်ဖြစ်နေဩဂတ်စ်လ30ရက်နေ့ညနေ4နာရီအချိန်မှာ၎င်းဒုတိယအကြိမ်ဖြစ်နေစက်တင်ဘာလ10ရက်နေ့မနက်4နာရီအချိန်မှာ၎င်းလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုများကိုလှုပ်ဆောင်ခဲ့ကြအောင်တရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့ကိုစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒုတိယအကြိမ်လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုဟာလူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်မှုအဖြစ်နဲ့ကိုကန့်တက်မတော် MNDAA ကကြီးညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကလားရှုံမြို့ကိုပထမအကြိမ်ဖြစ်နဲ့ဩဂတ်လ30ရက်နေ့ညနေ4နာရီအချိန်မှာ၎င်းဒုတိယအကြိမ်ဖြစ်နဲ့စက်တင်ဘာလ10ရက်နေ့မနက်4နာရီအချိန်မှာ၎င်းလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မင်းအောင်လိုင်းရဲ့အာနာသိန်းစစ်တပ်ကတိုက်ပွဲမရှိတဲ့နေရာများမှာရှိ တဲ့ပြည်သူတွေရဲ့အဆောက်အအုံများတဲ့လူတွေအဆောက်အအုံများကိုအချင်းချင်းလေချောင်းကနေပြီးတော့စီးနေတိုက်ခိုက်ခဲ့ရပြည်သူများရဲ့အသက်နဲ့တိတ်ဆုံးမှုကိုလုံးဝဂရုမစိုက်ပဲမြို့နယ်လူထုကို အထိတ်တလန့်ဖြစ်စေခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးလူသားမျိုးနွယ်အပေါ်မှာတမင်တကာလှုပ်ဆောင်ခဲ့တဲ့ရာဇဝတ်မှုများဟာမြမငိမ့်ညာရဲ့လုပ်ငန်းစဉ်မှာပါဝင်တဲ့ပါတီအားလုံးရဲ့ဂျိုးပန်းအားထုတ်မှုနဲ့ငိမ့်ညာရဲ့အတွက်လိုလားတောင်းတတဲ့ပြည်သူတွေရဲ့ဆန္ဒကိုစစ်ကောင်စီကရိုင်းဆိုင်သောအပြုအမူနဲ့လူ့အခွင့်အရေးကိုကြမ်းကြုတ်စွာချိုးဖောက်ပြီးတော့နိုင်ငံတကာစည်းမျဉ်းများကိုဆိုးဝါးစွာဖျက်ဆီးစေတာဟာတေချာကြောင်း MNDAA ကညင်ညာခဲ့ပါတယ်စက်တင်ဘာလ10ရက်နေ့မနက်6နာရီ3မိနစ်အချိန်နဲ့မနက်6နာရီ10မိနစ်အချိန်တို့မှာစစ်ကောင်စီရဲ့လေကြောင်းများကလာရှုံမြို့ကို လေးချောင်းကနေပြီးတော့ဘုံနှလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရက်ကွက်ဆက်နဲ့အားကစားယုံနဲ့ရေဘူးဆန်းအနီးမှာရှိတဲ့ Silver Sky Hotel အနီးမှာဘုံညာဆက်တိုက်ကြရောက်ပောက်ခွဲခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကလေရင်နဲ့ဘုံကျဲခဲ့တဲ့လာရှုံမြို့ရက်ကွက်ဆက်နဲ့အားကစားယုံထဲမှာ စစ်ပွဲအတွင်းမှာလာရှုံမျိုးကံများခုံးယူခံရတဲ့မော်တော်ဆိုင်ကယ်များနဲ့ကားအမြောက်အများကိုအထူးဒေသရဲတပ်ဖွဲ့ကပြန်လည်တွစ်ရှိပြီးတဲ့နောက်အဲ့ဒီနေရာမှာပြည်သူတွေရဲ့ပြန်လည်တောင်းဆိုမှုလွယ်ကူစေရန်အတွက်ခိတ္တသိမ်းဆည်းထားတယ်လို့သိရပါတယ်။အာဏာသိမ်းတပ်ဖွဲ့ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်လူအများအပြားရဲ့မော်တော်ယာဉ်များစိုးဝါးစွာပျက်စီးခဲ့ရပြီးတော့အာကစားကွင်းရဲ့အဆောက်အဦများဟာလည်းပြင်းထန်စွာပျက်စီးစေခဲ့တယ်လို့သိရပါတယ်။အသေးစိတ်စင်စရာများအရာအဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ကုန်တင်းကား၄စီးနဲ့ကား၅စီးပောက်ကွဲပျက်စီးစေခဲ့ပြီးတော့အခြားသောယာဉ်များဟာလည်း အမျိုးမျိုးသောအထိကပြည့်စုံမှုများရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လာရှုံးမျိုး ရက်ကွက်ဆက်နဲ့ရေဘူးဆန်းအနီးမှာရှိတဲ့ Silver Sky Hotel အနီးမှာရှိတဲ့လေမြေများမှာလည်းဘုံများကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ပြင်းထန်သောပောက်ကွဲမှုကြောင့် hotel ကိုလည်းပြင်းထန်စွာထိခိုက်ပျက်စီးစေခဲ့တယ်လို့သိရပါတယ်။ hotel အတွင်းမှာရှိတဲ့ပျက်စီးများနဲ့အဆောက်အဦများဇက်တိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဘုံပောက်ကွဲမှုကြောင့်ပျက်စီးဆုံးရှုံးမှုများကိုရေတွက်ရန်အတွားသက်ဆိုင်ရာဌာနများကဆက်လက်ပြီးတော့လှုံ့ဆော်နေဆဲဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာလာရှုံမြို့မှာစစ်ပီးခစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဟာပြည်သာထင်ရှားတဲ့ရလက်များထွက်ပေါ်လာပြီးတော့ ပြည်သူများရဲ့ထုတ်လုပ်မှုနဲ့ဘဝဟာတပြေးပြေးလမ်းကြောင်းမှန်ပေါ်နဲ့တည်ငြိမ်မှုစီကိုဖြည်းဖြည်းချင်းရွေလျားနေပြီဖြစ်တယ်လို့ MNDA ကထုတ်ဖော်ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့အာနာသိန်းစစ်ခေါင်းဆောင်ကမြန်မာနိုင်ငံတော်ဝမ်းမှာလေချောင်းအားကိုနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့လေတပ်စခန်းဌာနချုပ်ပေါင်း17ခုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြေပြင်မှာဆစ်ရှုံးနေတဲ့စစ်ကောင်စီရဲ့လေတပ်ဟာနိုင်ငံတော်ဝမ်းမှာဖျက်ချက်ထားပြီးတော့လေချောင်းကနေမြို့ရွာများပါမချမ်းဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတို့ဖျက်ချက်ထားတဲ့လေတပ်ဌာနချုပ်များဟာမြကြီးနာလေတပ်၊ဟုံးမလင်းလေတပ်၊မိထီလာလေတပ်၊နမ်ဆန်လေတပ်၊မကွေးလေတပ်၊တီလာလေတပ်၊တောင်ငူလေတပ်၊မော့ဘီလေတပ်၊မင်္ဂလာတုံလေတပ်၊ပသိမ်လေတပ်နဲ့ ဘိတ်လေတဲ့ဌာနချုပ်စခန်းများဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလေတဲ့ဌာနချုပ်စခန်းများကိုတော်လိုင်းတပ်များကသိမ့်ပိုက်နိုင်ခြင်းမရှိသေးပဲလက်နက်ကြီးများနဲ့သာ တိခတ်ချင်းချောက်နိုင်တဲ့အခြေအနေသာရှိတယ်လို့သိရပါဗါးနိုင်ငံတကာမဟာဗျူဟာလေးလာရေး Institute IISS က2024ခုနှစ်ဖေဖော်ဝါရီလမှာထုတ် వే တဲ့ The Military Balance 2024စာအုပ်မှာစစ်ကောင်စီရဲ့လေထဲမှာလေရင်စုစုပေါင်း348စင်းရှိတယ်လို့ဖော်ပြထားပါဗါးစစ်ကောင်စီရဲ့လေထဲမှာတိုက်ခိုက်ရေးလေရင်125စင်းတယ်ယူပို့ဆောင်ရေးလေရင်43စင်းဟယ်လီကော်ပတာအစီးရေ100ကျော်လေ့ကျင့်ရေးလေရင်အစီးရေး 140ရှိတယ်လို့သိရပါတယ်နိုင်ငံတော်မှာစစ်ရှုံးနေတဲ့အာဏာသိမ်းစစ်ကောင်စီတပ်ကတော်လိုင်းတပ်များသိမ်းပိုက်ထားတဲ့မြို့များကို2024ခုနှစ်အတွင်းမှာလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်မှုများဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ် စက်တင်ဘာလ6ရက်နေ့တရက်ထဲမှာတယ်ရှမ်းမြောက်နမ်ခမ်းနောင်ချိုရှမ်းကယင်နီနေဆက်ဖဲကိုမကွေးတိုင်းမြန်မြွနယ်နဲ့ရခိုင်ပြည်နယ်တန်တွဲမြွနယ်တို့ကိုစစ်ကောင်စီရဲ့လေးတပ်ကဖုံးကျက်တိုက်ခိုက်ရာကလင်းငယ်များအပါအဝင်အရသားပြည်သူ28ဦးထိသေဆုံးပြီးတော့အများပြားဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်စက်တင်ဘာလ6ရက်နေ့ကလည်းလာရှုံမြင်းကျန်နထိုးကြီးမြို့တို့ကိုစစ်ကောင်စီရဲ့လေးတပ်ကထပ်မံဖုံးကျက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့လူနေရက်ကွက် မြို့ရွာစတင်ကြောင်းဆေးရုံနဲ့ဘုံကြီးเจ้าများပါမကြံဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများဟာဘုံကိုကျင်းများကိုတူးထကြရန်တော်လဲအဖွဲ့စီများကအတိပေးတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ကဗျမ်းဖြူချေးရွာသား234ဦးကိုအရခတ်တပ်တော်အေအေနဲ့ဆက်သွယ်တယ်ဆိုပြီးတော့မတရားအတင်းဆက်သွယ်မှုဥပဒေပုံမှာစက်ခွန်တင့်နဲ့အာဏာသိမ်းစစ်ကောင်စီကအလုတ်ကျန်းတဲ့ထောင်ဒဏ်များချမှတ်လိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ30ရက်နေ့က142ဦးနဲ့စက်တင်ဘာလ6ရက်နေ့က63ဦးတို့ကိုစစ်ကောင်စီလက်အောက်ခံစစ်တွေမြို့နယ်တရားရုံးကအလုတ်ကျန်းတဲ့ထောင်ဒဏ်3နှစ်စီချမှတ်ခဲ့တယ်လို့သိရပါဗျ။မေလ29ရက်နေ့ကအာဏာသိမ်းစစ်ကောင်စီနဲ့ပူးပေါင်းအဖွဲ့ဟာ အင်းအားအလုံးရင်းနဲ့စစ်တွေမျိုးနဲ့ဗျိုင်းဖြူချေးရွာကိုဝင်ရောက်စီးနှင်ပြီးတော့ကလေးငယ်များအမျိုးသမီးများနဲ့တက်ကြီးရွယ်ဟောမှချမ်းလက်နောက်ပြန်ချိုးထုတ်ပြီးတော့နေပူလန်းဟာအပြစ်မဲ့တဲ့အရက်သား300ခန့်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီထဲမှာ234ဦးဟာစစ်ကောင်စီရဲ့မတရားထောင်ချခြင်းကိုခံထားရကမေလ29ရက်နေ့နဲ့ဇွန်လပထမပတ်အတွင်းမှာအပြစ်မဲ့အရက်သားပြည်သူ100ခန့်ကိုလည်းစစ်ကောင်စီရဲ့ပူပေါင်းအဖွဲ့ကအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်လို့သိရပါဗါ။ဗျိုင်းဖြူရွာသားတအူးကဘသူမှမလွတ်ပါဘူး။ထောင်ချခံရတော့အရန်ကိုစိတ်သက်ကြသွားတယ်။အပြင်က လူရောထောင်တွေကလူရောတုံးနေဆိုတဲ့ကာလကိုဘလို့ရင်ဆိုင်ရမလဲဆိုတာမတွေးတတ်ကြတော့ဘူးလို့ပြောဆိုထားပါတယ်။ဗျိုင်းဖြူရွာသားများဟာအရကတက်တော်အေအေနဲ့အဆက်အသွယ်မရှိခဲ့ကြောင်းနဲ့စစ်ကောင်စီကမတရားသဖြင့်တရားစွဲဆိုထောင်ချခြင်းဖြစ်ကြောင်းနဲ့လက်ရှိမှာဗျိုင်းဖြူရွာသားများအမှုဟာပြီးပြတ်သွားပြီလို့သိရပါတယ်။ ထောင်ချခံရတဲ့အထဲမှာပါဝင်တဲ့မိသားစုဝင်တအုပ်ကစစ်ကောင်စီကမတရားသဖြင့်ထောင်ချခြင်းအပေါ်ကိုယခုလိုပဲပြောဆိုထားပါရယ်။ပုံနဲ့ဆိုတဲ့အတိုင်းတာကကျမတို့အတွက်နဲတဲ့အချိန်မဟုတ်ပါဘူး။အိမ်တော်ဦးစီးတဲ့အဖမ်းခံရပြီးတော့ထောင်ချခံရတယ်။ကြံတဲ့မိသားစုဝင်တွေကစစ်ပေးဆောင်အဖြစ်နဲ့အစဉ်ပြေတဲ့နေရာမှာခိုကက်ပြီးတော့စားတောင့်နေရတဲ့အချိန်မှာ ထောင်ဝင်စာသွားတွေ့နိုင်တဲ့အခြေအနေလည်းမရှိပါဘူးနေစရာအစားစရာမရှိတဲ့အပြင်အခုလိုအဖြစ်မျိုးတွေနဲ့ပါထပ်ကြုံရတော့အရန်ကိုစိတ်မကောင်းဖြစ်ရပါတယ်လို့ပြောဆိုခဲ့ပါတယ်။ဗျိုင်းဖြူရွာသားများကိုစစ်ကောင်စီကဝေယောင်စီနေဖမ်းဆီးတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အတူရခိုင်လက်နက်ကိုင်အဖွဲ့ ALB နဲ့စစ်ကောင်စီရဲ့တင်တန်းပေးထားတဲ့မွတ်စလင်လက်နက်ကိုင်တချို့လည်းပါဝင်ကျူးလွန်ခဲ့ကြောင်း AA ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ဗျိုင်းဖြူရွာသားများကိုဖမ်းဆီးနေခြင်းအတွင်းမှာအမျိုးသားနဲ့အမျိုးသမီးကိုခွဲထုတ်ကာအဲ့ဒီအမျိုးသမီးတွေကအသက်၁၀နှစ်အရွယ်အမျိုးသမီးတအူးအသက်၁၅နှစ်အရွယ်အမျိုးသ မီးတအုပ်နဲ့အသက်20ကျော်အရွယ်အမျိုးသမီးတအုပ်စုစုပေါင်း3ဦးကိုအတင်းအဓမ္မပြုကျင့်ခဲ့ကြောင်းကာယကံရှင်များကပြောဆိုထားပါတယ်။ဗျမ်းယူကြေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အာဏာသိမ်းစစ်ကောင်စီဟာအပြစ်မဲ့တဲ့အရဲသားများအပေါ်မတရားအနိုင်ကျင့်ခြင်းဆီရဆွေးမှုများကိုကျူးလွန်ခြင်းအစုလိုက်အပြုံလိုက်မတရားတပ်ဖြတ်ခဲ့တဲ့ကျူးလွန်မှုများရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်အရက်ဘက်အဖွဲ့အစည်းအများပြားကထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ